အားလုံးပဲမင်္ဂလာပါမြန်ခရစ်တန်နေပြန်ပြီးတော့ကျေးဇူးပါတယ်ကျွန်တော်တို့ခုဖြစ်ပါတယ်ကျွန်တော်ဒီဗီဒီယိုမှာတော့ Binance ကနေပြီးတော့ Hora Airdrop ဒီလာကုန်ငန်းဒီမှာထပ်ပေးထားတဲ့အကြောင်းကိုလာပြီးတော့ပြောပြပေးတာဖြစ်ပါတယ်ဒီတစ်ခေါက်ပေးထားတဲ့ project ကတော့ကျွန်တော်တို့ Newton ဆိုတဲ့ project တစ်ခုကိုပေးထားတာဖြစ်ပါတယ်ဒါအပြင်ကျွန်တော်နောက်ထပ်တစ်ခုလည်းထပ်ပြီးတော့လာနေပါပြီအဲ့တော့ကျွန်တော်ဒီဗီဒီယိုမှာတော့ပထမအဆုံး Newton ရဲ့အကြောင်းကိုပြောပြပေးမယ်ပြီးမှကျွန်တော်နောက်ထပ်တစ်ခုအကြောင်းကိုသေးသံပို့ရတဲ့ဘုံနဲ့ထပ်ပြီးတော့တင်ဆက်ပေးပါမယ် အဲ့တော့ပထမအဦးဆုံးကျွန်တော်တို့ Newton ရဲ့အကြောင်းကိုသိရဖို့ဆိုရင်ဒီနောက်မှာ cycle 30ရှိတယ်ဒီကနေပြီးတော့ beauty days ကိုနှိပ်ပြီးတော့သွားကြည့်လို့ရပါတယ်ဒီ page ကိုရောက်ဖို့အတွက်ဆိုရင်တော့ကျွန်တော်တို့ Moray က launch pool ဆိုတဲ့နေရာလေးကိုလာမှာဖြစ်ပါတယ် mobile phone သမားတွေဆိုရင်လည်းကျွန်တော်တို့ home တက်ထဲက Moray မှာ launch pool ဆိုတဲ့ကျွန်တော်တို့ဒီ icon လေးကိုရှာလိုက်တဲ့ဆိုရင်ဒီ page ကိုရောက်ပါလိမ့်မယ်ဒီထဲမှာဆိုရင်ကျွန်တော်တို့ Newton ရဲ့အကြောင်းကိုတွေ့ရမှာဖြစ်ပါတယ်အဲ့တော့အဆက်ကလေး30ကိုနှိပ် beauty days ကိုနှိပ်လိုက်တဲ့ဆိုရင် Newton ပေးထားတဲ့ပုံစံကိုတွေ့ရမှာဖြစ်ပါတယ် ဒါကတော့ဟိုဒါ Aidron နဲ့ပတ်သက်တဲ့ announcement တစ်ခုဖြစ်ပါတယ်။အဲ့တော့ပထမဆုံးအနေနဲ့ကျွန်တော်တို့သိထားရမှာကဟိုဒါ Aidron တွေက BNB တွေကို Simple and Flexible တွေမှာထည့်ထားတဲ့သူတွေကျွန်တော် on-chain ရေးလောက်ထားတဲ့သူတွေကိုပေးတာဖြစ်ပါတယ်။အခုဒီ announcement ကိုတွေ့တဲ့အချိန်ဒီ video ကိုတွေ့တဲ့အချိန်မှာ BNB တွေကိုတွားထည့်တယ်ဆိုရင်တော့ Newton token တွေကိုရမှာမဟုတ်တော့ဘူး။ဘာလို့လဲဆိုတော့ launch pool နဲ့မတူတဲ့တစ်ချက်က Hora Azure ရဲ့သဘောတရားကကျွန်တော် BNB ခြင်ထားတဲ့သူတွေကို snapshot ယူရယ်ပေါ့နော်။ snapshot ယူရယ်ဆိုတာက ျွန်တော်တကယ်ကင်ထားလားမကင်ထားလားဆိုတာကိုစစ်တဲ့သဘောဖြစ်ပါတယ်အဲ့တော့သူသတ်မှတ်တဲ့အချိန်အတွင်းမှာဒီ BNB ကင်ထားတဲ့ပမာဏတွေကိုစစ်တယ်စစ်ပြီးသွားတော့မှတကယ်ကင်ထားတဲ့ပမာဏရှိရဲဆိုရင် airdrop ပြန်ပေးတဲ့သဘောပါအဲ့တော့ BNB တွေကိုကျွန်တော်တွေက spot ထဲမှာကင်ထားလို့လည်းမရဘူး simple flexible ပဲဒါမှမဟုတ် on chain ကြီးလောက်ထားမှတာလင်ရှားမှာဖြစ်ပါတယ်အဲ့တော့ဘယ်ရက်ကနေဘယ်ရက်အတွင်းမှာ snapshot ယူသွားတယ်လဲဆိုတာကိုလည်းဒီမှာပြပေးထားတယ်ကျွန်တော်6လပိုင်း14ရက်ကနေပြီးတော့6လပိုင်း18ရက်နေ့ကြားထဲမှာ snapshot ယူသွားတာဖြစ်ပါတယ် snapshot ယူတဲ့ပုံစံကလည်းကျွန်တော်တို့အာဝါလီ snapshot လို့ခေါ်တယ်ပေါ့နော်။နိုင်တိုင်းမှာ snapshot တွေယူနေတယ်။ကိုက BNB တွေကိုအဲ့ဒီရက်တွေအတွင်းမှာထုတ်ပြီးတော့ရောင်းလိုက်တာမျိုးတွေ simple အနေကနေပြီးတော့ခဏထုတ်ထားလိုက်တာမျိုးတွေရှိတယ်ဆိုရင်တော့ airdrop ရမှာမဟုတ်ပါဘူး။အဲ့ဒီအချိန်ကြာမှာကိုက simple အနေကို BNB တွေထည့်လိုက်တဲ့ဆိုရင် airdrop ရမှာဖြစ်ပါတယ်။ BNB ကိုရေရှည်ကန်ခြင်းမကန်ခြင်းတက်ကျွန်တော်တို့ simple အနေကိုဒီတတ်မှတ်ထားတဲ့အချိန်မှာထည့်ခဲ့လားမထည့်ခဲ့လားဆိုတဲ့အပေါ်မှာမူတည်ပါတယ်။ အဲ့တော့ကိုယ့်ရဲ့ BNB တွေကိုအစကတည်းကတိုင် simple earn ထဲမှာတောက်လျှောက်ထည့်ထားတဲ့သူဆိုရင်တော့ဒီရက်တွေအတွင်းမှာလည်းကိုယ့်ရဲ့ BNB တွေက simple earn ထဲမှာရှိနေတယ်ဆိုရင် airdrop ရမှာဖြစ်ပါတယ်ဒီတစ်ခေါက်မိတ်ဆက်သွားတာကတော့24ခုမြောက် project ဖြစ်ပါတယ် Newton Protocol NEWT လို့ခေါ်တယ်ပေါ့နော်ဆိုတော့ဒီအကြောင်းကိုလည်းကျွန်တော်ဆက်ပြီးတော့ကြည့်ရအောင်ပါ Newton Protocol က Binance မှာစပြီးတော့ list လောက်သွားပြီးဖြစ်ပါတယ်24ရက်နေမှာကျွန်တော် list လောက်သွားခဲ့တဲ့ token တစ်ခုပေါ့နော် Binance ပေါ်မှာ USDT, USDC, BNB, FTUSD နဲ့ TRY ဆိုတဲ့ပဲ၅ခုနဲ့ trading လုပ်လို့ရနိုင်ပြီဖြစ်ပါတယ်။ Ora airdrop အပြင်ကျွန်တော်တို့ Alpha ကနေပြီးတော့လည်း NEWT token တွေကိုပေးသွားခဲ့တာဖြစ်ပါတယ်။ကျွန်တော်တို့ spot အပြင် future မှာလည်း trade လုပ်လို့ရနိုင်တဲ့ token တစ်ခုပေါ့နော်။ Newton ရဲ့ကျွန်တော်တို့ supply ကိုကြည့်မယ်ဆိုရင်တော့1 billion အထိရှိမှာဖြစ်ပါတယ်။ Maximum token supply ကလည်း1 billion အထိရှိတာကိုတွေ့ရမှာဖြစ်ပါတယ်။ပြီးတော့ Hora Airdrop မှာပေးသွားခဲ့တဲ့ token ပမာဏကတော့စုစုပေါင်းတိုးတဲ့ token supply ရဲ့ 1.25%ကိုပေးသွားခဲ့တာဖြစ်ပါတယ်။တခြားနောက်ထပ်1.25%ကိုလည်း marketing campaign တွေနဲ့လာအောင်မယ်။ဘယ်အချိန်မှလာမှာလဲဆိုကြတော့ spot မှာ list ပြီးလို့နောက်ထပ်6လကြာတဲ့အချိန်မှာ1.25%ကိုထပ်ပြီးတော့ပေးသွားမှာဖြစ်ပါတယ်။နောက်ထပ်တစ်ခုကတော့ Binance မှာ list ပြီးသွားတဲ့အချိန်ဈေးကွက်ထက်မှာလဲပတ်နေတဲ့ circulating supply အနေနဲ့ကတော့235 million NEWT token တွေရှိမှာဖြစ်ပါတယ်။ဒါက27.5ရာခိုင်နှုန်းအထိရှိတာဖြစ်ပါတယ်။ ပြီးတော့ NWD token တွေကိုကျွန်တော်တို့ chain တစ်ခုပေါ်မှာရမယ် BNB chain နဲ့ Ethereum chain ဒီ chain တွေနဲ့ပတ်သက်တဲ့ smart contract တွေကိုလည်းဒီမှာပေးပေးထားတယ်။ဘာကြောင့်လဲဆိုတော့ smart contract တွေကကျွန်တော်ရှေ့ကဗီဒီယိုနှစ်ပုဒ်လောက်မှာလည်းပြောပို့တယ်။ on chain တွေမှာကျွန်တော်တို့ကသွားပြီးတော့ defi တွေမှာသွားပြီးတော့ trading လုပ်တဲ့ဆိုရင်ဒီ defi တွေအပေါ်မှာ NWD token အစစ်ဟုတ်မဟုတ်ဆိုတာကိုဒီ smart contract တွေနဲ့စစ်လို့ရတာဖြစ်ပါတယ်။ BNB chain ပေါ်ကနေပြီးတော့ကျွန်တော်တို့က NWD token တွေကိုဝယ်ခြင်းနဲ့ဆိုရင် Desma contract ကဒါလည်းအစ်စ်ဖြစ်ပါတယ် Ethereum ဘဝဆိုရင်လည်း Desma contract ကဒါလည်းအစ်စ်ဖြစ်ပါတယ်ဒီလိုမျိုးခွဲခြားလို့ရတယ်ပေါ့နော်ကျွန်တော်တို့ NAWD ရဲ့အကြောင်းကိုဆက်ပြီးတော့အသေးစိတ်သိချင်တယ်ဆိုရင် Binance ကလုပ်ပေးထား research report သွားပြီးတော့ဖတ်ကြည့်လို့ရတယ်ပြီးပြီဆိုရင်သူရဲ့ website တွေ white paper တွေကိုသွားပြီးတော့ကြည့်လို့ရပါတယ် website ကိုသွားကြည့်ရသလောက်ဆိုရင်ကျွန်တော်တို့ Newton Protocol က Layer 2 Protocol တစ်ခုဖြစ်ပါတယ်သူ့ရဲ့သဘောတရားကတော့ကျွန်တော်တို့ AI agent တွေကို protocol ပေါ်အသင်ပြီးတော့ run လုပ်ရမယ့်ပုံစံမျိုးဖြစ်ပါတယ် ဥပမာအနေနဲ့သူ့ရဲ့ဒီ trade လုပ်လို့ရတဲ့ website မှာဆိုရင်တော့ကျွန်တော်တို့ account ဖွင့်ခြင်းနဲ့ဆိုရင်တော့ gmail နဲ့သွားပြီးတော့ဖွင့်ရမယ်ပေါ့နော်ဒီမှာ ai agent တခုကိုလည်းပြပေးထားတယ်ဒီ ai agent ကတော့ကျွန်တော်တို့ recovery fine agent ဖြစ်ပါတယ်ဒီအတိတ်ဘက်ကပါလဲဆိုတော့ကျွန်တော်တို့ကဒေါ်လာ50ဘူး BNB တွေကိုဝယ်ခြင်းနဲ့ဒေါ်လာ100ဘူး BNB တွေကိုဝယ်ခြင်းနဲ့ဆိုရင်ဒီ AI agent ကနေပြီးတော့ automate တဲ့ကျွန်တော်တို့လုပ်ထားလိုက်လို့ရတယ်။ပြောမယ်ဆိုရင် DC လုပ်ခြင်းတဲ့သူတွေဆိုရင်ဒီမှာလာပြီးတော့ AI ကိုခိုင်းပြီးတော့ AI agent တွေကိုသုံးပြီးတော့ကျွန်တော်တို့က တစ်ပတ်ကိုဒေါ်လာ50ဖို့တစ်လကိုဒေါ်လာ50ဖို့အစားရှိတဲ့ဖြင့်ကျွန်တော်တို့ဝယ်လို့ရမယ့်ပုံစံမျိုးဖြစ်ပါတယ်။ဆိုတော့ဒါတွေက centralized exchange တွေမှာလုပ်လို့ရတယ်။ဒါပေမဲ့ကိုရိုင်းက decentralized exchange တွေပေါ်မှာလုပ်ချင်တဲ့ကိုရိုင်း on chain ပေါ်မှာအာကျွန်တော်တို့ data တွေသွားတင်ပြီးတော့လုပ်ချင်တဲ့ဆိုတဲ့သူတွေအတွက် decentralized စံစံလုပ်လို့ရအောင်လို့ဖန်တီးပေးထားတာဖြစ်ပါတယ်။ ဒီလိုမျိုး AI agent တွေကိုသုံးပြီးတော့ project တွေလုပ်တဲ့အခါမှာကိုယ့်ရဲ့ wallet ပါမတော့အောင်လို့ TE အတွင်းကလည်ပတ်တယ်ဆိုပြီးတော့ Newton protocol ကပြောထားပါတယ်။ Newton protocol ရဲ့ development အဖွဲ့က Magic Labs ဖြစ်ပါတယ်။ဆိုတော့ Magic Labs ကိုဘယ်သူတွေက support ပေးထားသလဲဆိုတော့ Polygon Labs ကနေပြီးတော့နောက်ကနေ support ပေးထားတယ်။ပြီးပြီးဆိုရင် wallet connect တို့ ပေပယ်ပန်ချာတို့အစရှိတဲ့အဖွဲ့တွေကလည်းစပို့ပေးထားတာကိုတွေ့ရမှာဖြစ်ပါတယ်ဆိုတော့ဒါကတော့နောက်ကွယ်ကစပို့ပေးထားတဲ့အဖွဲ့တွေပေါ့နော်အဲ့တော့ Newton Protocol ရဲ့အကြောင်းကိုကိုယ်တိုင်သိချင်တယ်ဆိုရင် website တွေ white paper တွေ PPT တွေ Binance ကလုပ်ပေးထားတဲ့ research report တွေကိုကိုယ်တိုင်လာပြီးတော့ဖတ်ကြည့်လို့ရပါတယ်ဒီ video တင်ပြရတဲ့ရည်ရချက်ကတော့ကျွန်တော်တို့ holder airdrop တွေကတောက်လျှောက်လာတာဖြစ်ပါတယ်ဒီလမှာတင်မယ်ကျွန်တော်ရှင်းမှာနှစ်ခု လုတ်ပေးခဲ့ပြီးပြီအခုတစ်ခုနဲ့ဆိုရင်3ခုနောက်ထပ်တစ်ခုထပ်လုပ်ဖို့ရှိသေးတယ်ဆို4ခုဒီလမှာတင် Hora Error က4ခုလောက်လာတာဖြစ်ပါတယ်အဲ့တော့လာတိုင်းမှာဒီလိုမျိုး Hora Error တွေလာတယ်ဆိုရင်ကိုက BNB ကင်ထားတဲ့သူတယောက်ကိုစီမှာ BNB တွေရှိနေတယ်ဆိုရင် Spot ထဲမှာဒီတိုင်းကင်ထားတာထက်ကျွန်တော်တို့ simple and ကိုသွားထည့်ထားလိုက်တာကဒီလိုမျိုး hora airdrop ကပေးတဲ့ token တွေကို reward အနေနဲ့ရနိုင်မှာဖြစ်ပါတယ်။ဒါအပြင်ကျွန်တော်တို့ launch pool တွေလာတဲ့အချိန်မှာလည်းသူများတွေလို့တခုတက launch pool page တွေမှာသွားပြီးတော့ထည့်စရာမလိုဘူး။ auto launch bo reward တွေကိုရနိုင်မှာဖြစ်ပါတယ်။ Okay ပါဒါဆိုရင်တော့ကိုယ့်ရဲ့ BMB တွေကိုဘယ်လိုမျိုးထားပြီးတော့အသုံးပြုရမလဲဆိုတာကိုလည်းနားလည်ကြမလို့မျှော်လင့်ပါတယ်။ဒီဗီဒီယိုမှာတော့ဒီလောက်ပါပဲကျွန်တော်နောက်ဗီဒီယိုမှာပြန်တွေ့ကြပါမယ်ခင်ဗျာ။နောက်ထပ်လည်း Hora Adrian နဲ့ပတ်သက်တဲ့ဗီဒီယိုတစ်ပုဒ်ကိုဆက်ပြီးတော့လုပ်ပေးပါအောင်မယ်။အားလုံး trade တိုင်းမြတ်ကြပါစေခင်ဗျာ။